ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်နောင်ချုံမြို့နယ်တန်ဘိုကြီးရွာကို24မိနစ်အတွင်းကိုစစ်ကောင်စီတပ်က Y12 လေးရင်ကိုအုံပြုပြီးတော့ဗုံးအလုံးရင်90နီးပါးကျဲချတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ22ရက်နေ့ည10:00နာရီ16မိနစ်ကနေ10:42မိနစ်အထိတန်ဘိုရွာတဲကိုစစ်တပ်ကဗုံးအလုံးရင်90နီးပါးကျဲချတိုက်ခိုက်ခဲ့ရာလူထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့သိရပါတယ်။ Y12 နဲ့လာကျဲတာဗုံးအလုံးရင်90လောက်ရှိမယ်။တန်ဘိုကြီးရွာနီးတစ်ဝိုက်မှာပတ်ပြီးတော့ကျဲတာ။ လူထိခိုက်တော့မရှိဘူးလို့မြေပြင်အခြေအနေကိုသိရှိတဲ့သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။နောက်ချုံမြို့အနီးမှာရှိတဲ့လက်ပံကုန်းတည့်ရကုန်းညံတော်ရွှေတော်လုံဝဲ အုံမသိနဲ့ဆမ်ဆဲရွာစတဲ့ခြေရွာတွေမှာတော့စစ်တပ်နဲ့တောင်းတပ်မတော် TNL တို့ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညတကောင်ဆန်းနန္ဒာရဲ့ဝင်းကျင်ကလည်းနောင်ချုံမြို့နယ်ကန်ချီရွာတဲကို Jet Fighter ၄ရင်နဲ့ဘုံ၄ချိန်လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတယ်။နောင်ချုံမြို့ကိုပြန်ထိန်းချုပ်ဖို့အတွက် အုံမတီးနဲ့တောင်ခမ်းရွာဘက်ကနေထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်ဇွန်လ20ရက်နေ့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကလက်နက်ကြီး144လုံးနဲ့ drone အသုံးပြုပြီးတော့ဘုံ32လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့မနေ့ကဇွန်လ21ရက်နေ့မှာတောင်တက်မတော် TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ